သားတော်သမီးတော်ဆွေတော်မျိုးတော်များအပေါင်းတို့ပိဋိတော်မြတ်စတ္တတုတ်ထဲမှာမောရတုတ်တော်မြတ်သည်ယရနာ၃ပါးကိုယုံကြည်လေးစား၍နေ့စဉ်တရဏဂုံပွားများဆောက်တည်နေကြကုန်သောခုနှစ်ရသားသမီးများအတွေ့လွန်စွာမှအတူယူတိုက်သောပိဋိတော်မြတ်ဖြစ်ပါれ။ ထိုပရိတ်တော်တဲ့တွင်ဥဥရောင်းမင်းသည်အရှိလောကရတကွင်မှစတင်၍ထွက်ပေါ်လာသော နေမင်းကြီးကိုကြည့်၍ဥရေတယံသက္ခုမဧကရာဇာအစရှိသောဂါထာတော်မြတ်ကိုရုတ်ဖတ်၏ပူဇော်ခဲ့ပါသည်အတိတ်ဘယ်မှာကဘာသူကဘာသားတတ္တဝါအပေါင်းတို့အားအစစအရာရာ မျက်စိဖြင့်မြင်နိုင်စေရန်ရွှေရောင်အစင်းရှိသောထွန်းလင်းတောက်ပသောအလင်းရောင်ကို ပေးနိုင်သည်တဦးဒီသောရှင်မင်းတပွဲ ဖြစ်တော်မူသော အရှင်နေမင်းကြီးကို အကျွန်ုပ်ရှိခိုးပါ၏အရှင်နေမင်းကြီး၏စောင့်ရှောက်မှုကိုလည်းခံယူလိုပါ၏ဟုတဏိတာကာလပတ်လုံးဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်ပျော်ပျော်ရွှင်ရွှင် ရှားဖွေစားတော့နိုင်ရပါလို့ဤဟုဆူတောင်းခြင်းဖြစ်ပါれနောက်တပံရေပြမနာဝေရကူအစရှိသောဂါထာအပိုက်ကိုလည်းရွတ်ပတ်၍ပူဇော်ခဲ့ပါれအတိဘဲမှာအလုံးစုံသောတရားတော်မြတ်တို့ကိုဉာဏ်တော်ဖြင့်သိမြင်တော်မူသောထိုဖျားရှင်မြတ်ကိုအကျွန်ုပ်ရှိခိုးပါ၏ မဉ္ဉံဘုံဉ္ဏဤဟုသောတရားတော်မြတ်ကိုလည်းအကျွန်ုပ်ရှိခိုးပါ၏ကိလေသာမှလွတ်မြောက်တော်မူသောဖျားရှင်ကိုလည်းရှိခိုးပါ၏ဝိမု ക്തി ငါးပါးတို့ကိုလည်းအကျွန်ုပ်ရှိခိုးပါ၏အကျွန်ုပ်ကိုလည်းစောင်းလျှောက်တော်မူပါစေသတည်းဟုရှိခိုးပူဇော်ပြီးမှအစာရှာထွက်ပါသောကြောင့်တဏီလုံးဘေးအန္တရာယ် ကင်းဝေးစွာဖြင့်နေထိုင်ရပါတယ်ထိုကဲ့သို့ဥတော်မင်းကို အတူယူ၍တားတော်သမီးတော်တို့ကလည်းနာနဲ့တကြိမ်တရဏဂုံသုံးပါးကိုပဲ့စီဆောက်တည်၍ဆူတောင်းနိုင်ပါတယ်ဥရောင်းမင်းရခိုးတက်ကဲ့သို့လဲ အကျွန်ုပ်တို့သည်ကိုးပါသောဂုဏ်တော်နှင့်ပြည့်စုံတော်မူသောဖရာရှင်မြတ်အားရှိခိုးပါ၏၆ပါးသောဂုဏ်တော်နှင့်ပြည့်စုံတော်မူသောတရားတော်မြတ်အားရှိခိုးပါ၏ကိုးပါသောဂုဏ်တော်နှင့်ပြည့်စုံတော်မူသောတန်ဃာတော်အရှင်မထေရမြတ်တို့အားလည်းရှိခိုးပါ၏ ဤသို့ရှခိုးဟာသောကုသိုလ်ကံစေတနာတို့ကြောင့်တဏိတာကာလပတ်လုံးဘေးအန္တရာယ်ကင်းရှင်းစွာနေထိုင်ရပါလိုဤဟုစုမုံကောင်းတောင်းခံနိုင်ပါれ။ဥရောမင်းသည်ညအခါ၌လေဝင်လူစဲဖြစ်သောနေမင်းကြီးကိုကြည်၍ အပေတယံသက္ခုမဧကရာဇာဟု၍ဂါထာကိုရွတ်ဖတ်ပူဇော်ပြီးနေမင်းကြီးကိုရှိခိုးခဲ့ပါတယ်ရေပြမနာဝေရကူဒီဟုသောဂါထာတော်မြတ်ကိုလည်းရွတ်ဖတ်ပူဇော်၍ဖျားရှင်နှင့်တရားတော်မြတ်တို့ကိုရှိခိုးပူဇော်ခဲ့ပါတယ်အဲ့ဒီလိုပဲခொနရဲ့သားသမီးအပေါင်းတို့ကလည်း ညာဧကဏီအချိန်ခါကာလ၌တရဏဂုံတက်စီယုတ်ဖတ်တရဲစေ၍စုမုံကောင်းများ တောင်းခံနိုင်ပါれထို့အတူ ရေပြမနာဝေရကူအစရှိသောဂါတာပိုက်ပြင်ဥတော်မင်းရခုပူဇော်တကဲ့သို့သားတော်တမီးတော်တို့ကလည်းကိုယ်ပါသောဂုံတော်နှင့်ပြည့်စုံတော်မူသောဖျားရှင်အား ရခိုးပါ၏၆ပါးသောဂုံတော်မြတ်နှင့်ပြည့်စုံတော်မူသောတရားတော်မြတ်တို့အားရခိုးပါ၏၉ပါးသောဂုံတော်နှင့်ပြည့်စုံတော်မူသောတန်ဃာတော်အရှင်မထေရမြတ်တို့အားလည်းရခိုးပါ၏ဟုနေ့စဉ်မနေ့တကြိမ်ညတကြိမ်ရခိုးပြီး တညတာကာလပတ်လုံးအေးချမ်းသာရစွာအိတ်ဆက်နားနေရပါလို့ဤဟုစုမုံကောင်းတောင်းခံနိုင်ပါတယ်ဥရောင်းမင်းလိုပဲနေ့စဉ်နေ့တိုင်းတနည်းမှမပြတ်နော်နှစ်ပေါင်း900လုံးလုံးရုပ်ဘတ်ပူဇော်ပြီးရခိုးခဲ့သည့်အတွေ့ဘေးသူရန်သူအန္တရာယ်သူတွေကလိုကင်းပြီး တပ်ဖြတ်နှိမ့်ဆက်မိသူများရဲ့အန္တရာယ်ကလည်းလုကင်းခဲ့ပါတယ်။ဒါကြောင့်သာတော်သမီးတော်ဆွေတော်မျိုးတော်များ အပေါင်းတို့ကလည်းနန်းနဲ့တကြိမ်တရဏဂုံရွတ်ဆို၍ကိုးပါသောဂုံတော်ခြောက်ပါသောဂုံတော်ကိုးပါသောဂုံတော်တို့နှင့်ပြည့်စုံတော်မူသောဖရာတရားတန်ဃာတို့ကို ရှခုပြီးနေ့စဉ်မပြတ်မနေ့တကြိမ် ညာဧကာနီနေဝင်ညတကြေရှက်ကိုပူဇော်ပြီးမှစုမုံကောင်းများတောင်းခံကြရင်တောင်းခံကြမယ်ဆိုလျင်ဘေးသူရန်စိုးအန္တရာယ်ဇိုးတွေကနေအချိန်မရွေးလုကင်းကြရမှာဖြစ်ပါတယ်ဒါကြောင့်မောရတုတ်တော်မြတ်ကိုအတုယူ၍တရဏဂုံစောက်တီကြကုန်သောခொနှစ်ရဲ့သာသမီတို့သည်နန်နဲ့မိမိတို့ရဲ့တသီး ညအချိန်မိမိတို့ရဲ့တက်စီရုပ်ဘတ်တရေစေ၍ကိုးပါသောဂုံတော်ခြောက်ပါသောဂုံတော်ကိုးပါသောဂုံတော်တို့နှင့်ပြည့်စုံတော်မူသော ဖရာတရားတန်ခါယရဏမြတ်သုံးပါးကိုနေ့စဉ်ရခိုးပူဇော်ကြမည်ဆိုပါလျင် အမတန်မှမြင့်မြတ်သောကုသိုလ်ကောင်းမှုကိုရရှိပြီးဘေးသူရန်စိုးအန္တရာယ်စိုးတွေကလိုကင်းကြပါလိမ့်မယ်။ ခொနည်းရဲ့သာသမီများအားလုံးဘေးစိုးရန်စိုးအန္တရာယ်စိုးမှလုံခြုံကြပါစေ။